ဆရာမမဝင်းမြင့်ရေးသားထားတဲ့ရည်ရမှန်းအိုင်စမ်းရည်ပြားဆိုတဲ့ဝတ္ထုလေးကို အပိုင်းနှစ်နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါလိမ့်ရှင်။မခင်ရွှေသည် သူ့အခန်းထဲမှာရေချိုးသွားရန်ပြင်ဆင်နေစဉ်သူ့နောက်ကျောပေးထားသောအခန်းဝမှာညင်သာသော ခြေတံကိုကြားလိုက်မိသလိုလိုရှိသောကြောင့်လှည့်ကြည့်လိုက်သည်။အခန်းတကားဝတွင်တကားပေါင်ကိုမိကဦးကောင်းငိုက်ဆိုင်ချပြီးရက်နေသောမိန်းကလေးတစ်ယောက်ကိုမြင်ရသည်။ ထိုမင်းကလေးကိုမခင်ရွှေတကြိမ်မြမမြင်ဘူးတော့လဲတရင်စကားကိုစုံလင်စွာကြားသိပြီးဖြစ်သည့်အတွက်ကတကြားအခန်းဝမှာတွေ့မြင်လိုက်ရသည့်ရုပ်တွင်ကိုတတိယသဖြင့်တကြားအခန်းဝမှာတကားပေါင်းကိုမှီပြီးဦးကောင်းငိုင်းဆိုင်ချကရက်နေသူလေးသည်တနာစပွဲစိတ်ဝေဒနာတဲလေးမိဆမ်းမြိုင်ဖြစ်ကြောင်းချက်ချင်းပင်သိလိုက်သည်ထို့ကြောင့်မခင်ရွှေသည်ချိန်ချင်းဆဆတွေးတော်ထားပြီးဖြစ်သည့်အတွက်စီကမ်းမဲ့စွာတတိလက်လို့ကြောက်ရွံ့ခြင်းမဖြစ်ဘဲ ထိုမင်းကလေးရှိရာသို့ဖြင်းင်းစွာသွားခြင်းဖြစ်သည်ညီမလေးမိစမ်းမြန်ဤရှေးလက်တကန်းသာသာအကွာမှရက်ပြီးမခင်ရွှေကအတန်ပေးလိုက်သည်အဟုတ်တကယ်ယူသည်မယူသည်ကိုတအပ်သေးချာမသိရသေးသောကြောင့်ယုတ်ချီအတင့်ရဲစွာအနာသို့မခင်ရွှေက မကတ်လို့သေးချေထိုကြောင့်ညင်သာတိမ်မွေ့သောအတန်ဖြင့်လက်တကန်းသာသာအကွာမှအတန်ပြုလိုက်ခြင်းသာဖြစ်သည်မိစမ်းမြန်သည်ဥကောင်းကိုမောကြည့်ခြင်းမပြု သို့သောမခင်ရွှေဤကျင်နာသော အတန်ကိုမူအတိမှတ်ပြုဟန်သူသည် ကျမ်းပေါ်တွင်ယူသေးသောအမူအရာဖြင့်အစစ်ဒုဒုတ်ထိုင်ချလိုက်သည်မျက်နာကိုမူငုံမြဲတိုင်းငုံထားသည်စိတ်မမှန်သူကရံမူမီအရင်းလက္ခဏာမပြဘဲညင်ကြီးယူသေးသည့်အမူအရာကိုပြသောအခါမခင်ရွှေသည် ရှေ့သို့တိုးလာသည်ညီမလေးကိုမမချစ်ပါလေကွယ်မမစိတ်ထဲမှာညီမအရင်းလေးလိုပဲထင်ပါတယ်ညီမလေးမျက်နာကိုမမမြင်အောင်မော့ပြပါလား မခင်ရွှေကတောင်းတောင်းမန်းမန်းပြောသည်သို့သောမေဆန်းမြိုင်သည် မောပြခြင်းမပြုချေငိန်သက်စွာငိန်သက်စွာသွားနေသည်မခင်ရွှေကလည်းဘာစကားမျှဆက်မပြောသေးပဲမေဆန်းမြိုင်ကိုသာအကဲခတ်ကြည့်နေသည်မျက်နာလေးကိုငုံထားတော်လဲအသားဖြူစင်ပြီးချစ်စပွဲရုပ်ရည်လေးဖြစ်ကြောင်းတွေ့နေရသည်ဥကောင်းကသပင်တွေကမူစီနှင့်ဝေးကွာခဲ့သည်မှာနှစ်လရှိကြခဲ့ဟန်တူသည်။ဏီမြန်းကဖွာရရာကျင်းနေသည် ဒူးတုတ်ထိုင်နေသောဒူးနှစ်ဖက်ပေါ်သို့လက်နှစ်ဖက်ကိုကိုယ်ယူကားရအနေထားမဟုတ်ဘဲလက်ချောင်းကလေးတွေကိုပူးကာတည့်ရက်စွာတင်ထားသည်ဝေထားသည့်ထမင်းနှင့်အင်ကြီးသည်လက်နှီးသာသာအယောင်ဆင်းမျိုးဖြစ်နေသည်ကိုခန္ဓာလေးသည်စိတ်ဝေဒနာကြောင့်လားဝါလင်အောင်မစားရ၍လားအရွယ်လေးနှင့်မလိုက်အောင်ပင်ကလီရောပါနေသည်ညီမလေးမျက်နှာကိုမော့ပြပါလားကွယ်ညီမလေးကိုမမချစ်လို့ညီမလေးကိုကူညီပေးပါရစေ အတန်းကြာအခက်ခဲကြီးနေပြီးမှ မခင်ရွှေကပြောလိုက်သည်မေဆန်းမြိုင်သည်ကြောက်စရုံလေးတရုံလိုငြိမ်သက်စွာနေသည်ထို့နောက်လူနှစ်ဖက်ပေါ်မှတင်ထားသည့်သူလက်နှစ်ဖက်ကိုခက်လေးလေးမြောက်ခါမျက်နှာကိုအုပ်ထားလိုက်ပြီးမှမခင်ရွှေကိုမော်ကြည့်သည်လဝါနှစ်ဖက်နှင့်မျက်နှာကိုအုပ်ထားသောလက်ချောင်းများကြားမှ မျက်ရည်တွေစည်းကြလာသည်ကိုမူမခင်ရွှေတွေ့နေရသည် မခင်ရွှေသည် သူ့စိတ်ကိုယ်သူ မဆုံးဖြတ်ရသေးမီမှပင် သူ့ကိုသူ့ကိုကမင်းဆန်းငယ်ပါရောက်သွားကဒူးထောက်ထိုင်ပြီးလက်နှစ်ဖက်ကမင်းဆန်းငယ်ပခုံးကိုဖတ်ထားလိုက်မိသည် ထိုအခါမင်းဆန်းမြိုင်သည်နှုတ်ကစကားတစ်လုံးမျှမပြောဘဲမခင်ရွှေဖတ်ထားသည်ကိုလွတ်အောင်အသာယုံလိုက်သည်အကြံပဏ္စောင်းထွက်ယုံခါချင်းမျိုးမပြုဘဲအသာအရာယုံလိုက်သည့်အတွက်မခင်ရွှေသည် သူဖက်ထားပေးလိုက်မိသည်ကိုသတိရကအေးအေးမမကချစ်လို့ဖတ်ထားလိုက်မိတာပါညီမလေးရဲ့ခုပြောပြောဆိုဆိုလွတ်ပေးလိုက်သည် စိတ်ဝေဒနာတယ်လေးမိစမ်းမြိုင်သည်သူ့မျက်နှာကိုဖုံးထားသည့်တဲ့တစ်ဖက်ကို သူကိုယ်တိုင်ဖြေချလိုက်တော့လဲမျက်နှာကိုမူမမော့ပဲငုံထားမြဲထားလျက်ကမခေရွှေပါမှညင်သာတိမ်မွေသောခြေလမ်းများဖြင့်ပြန်လဲထွက်ခွာသွားသည်မခေရွှေသူ့နောက်ကလိုက်ကြည့်သောအခါမိစမ်းမြိုင်သည်သူ့အတွက်ပေးထားဟန်တူသောအခန်းထဲသို့ဝင်သွားပြီးတကားကိုပိတ်လိုက်လေသည်ဘယ်နည်းနဲ့မှအမှန်တကယ်စိတ်နှောက်နေတာမဟုတ်ဘူးတမီးရင်လည်းမဟုတ်ဘူးဒီခြံကြီးကလည်း မင်းဆန်းမြန်ရဲ့မိဘတွေပိုင်တဲ့ခြံဆိုတော့ဒီကလေးမလေးမှာကြီးမားတဲ့စိတ်ဆင်းရဲစရာအကြောင်းတစ်ခုခုရှိလို့သာသူ့ကိုယ်သူဘေးကင်းအောင်ယူကျင်အောင်ဆောင်နေတာဖြစ်ရမယ်။ဖူသောတွေးကို မခင်ရွှေတွေးလိုက်နေသည်။ထို့သို့တွေးလိုက်မိသည့်အတွေးကလည်းမင်းဆန်းမြန်ကိုကျင်နာတနာသည့်စိတ်မျိုးမင်းဆန်းမြန်ခံစားနေရသည့်လျှို့ဝှက်သောအကြောင်းချက်ကိုသိလို့သည့်ဆန္ဒသည်မခင်ရွှေမှာထက်ထက်တန်တန်ပေါ်လာသည်။မင်းဆန်းမြန်ဝင်ရောက်သွားသည့်အခန်းသည်မခင်ရွှေအတွက်ပေးထားသည့်အခန်းနှင့်အခန်းတစ်ခုအကြား သုံးပေများကျဲသည့်လူသွားလန်းကလေးသာခြားထားသည် ထိုလူသွားလန်းကလေးမှတစ်ဖက်သို့ထွက်လိုက်လျင်အိမ်အောက်သို့ဆင်းသည့်ဘေးလေကားရှိနေသည် မခင်ရွှေ၏အခန်းတစ်ဖက်မှတွဲထားသည့်ဝရဏာမကြီးလိုက်လျင်ထိုအိမ်ဘေးလေကားကိုအထက်စီးမှမြင်ရသည် မခင်ရွှေခန်းနှင့်မေးဆန်းမြန်ခန်းသည်အိမ်ပဲ့ပဲ့မှရှိပြီးအိမ်ဦးဘက်တွင်မူကုဖေဆိုင်သို့ဇနီးမောင်နှံအိမ်သောအခန်းရှေးခေါ်ကြည်ဒီခန်းခေါ်သည့်ပစ္စည်းထားသည့်အခန်းနှင့်ဖျားဆောင်ရှိလေသည် အိမ်ကြီးမှာရှေးဆန်သောအိမ်ကြီးဖြစ်သည်ဘုရားဆောင်ရှေးမှာစပြီးအိမ်ခန်းတစ်ဖက်အကြားနောက်ဖေးမိဘဆောင်အထိကြားနေရသည်ဟာလာဟင်းလင်းကျဲဝန်းပြီးတာမှုနာမှုတို့လူများနေသားထိုင်သာဖြစ်အောင်ပင်ကျဲဝန်းနေသည်ထို့ကြောင့်မခင်ရွှေခန်းနှင့်မေဆန်းမြန်အခန်းတစ်ခုကြားလူသွားလမ်းမှအိမ်အောက်သို့ဘေးလီကားထိတ်တကားကိုတိတ်တဆိတ်ဖွင့်ပြီးဆိုလင်အိမ်ဦးကံပဲမှဥဖေဆိုင်တို့ဇနီးမောင်နှံအိပ်ပြောနေပါကဘေကင်းရန်ကင်းစင်းနိုင်တက်နိုင်သည် မခင်ရွှေသည်အိမ်လီထားကိုရှောက်ကြည့်နေမိသည်နောက်ဖက်မိမူဆောင်ကတော်တော်ပင်ကျေသည်ရှေးဆန်သောအိမ်ဖြစ်သည့်အတွက်ယခုအိမ်တွင်လိုသမင်းစားကန်တည်တံ့မထားပဲမိမူဆောင်ကြဲကြဲကြီးမှချက်ပြုတ်သည့်နေရာတစ်ပိုင်းသမင်းစားသည့်နေရာတစ်ပိုင်းဖြစ်သည်မခင်ရွှေကအိမ်လီထားကိုလှည့်ကြည့်နေစဉ်မှာမေဇံမြိုင်ခန်းကလှုပ်ရှားသည့်အရေးအောင်တန်ဟူ၍လုံးဝမကြားရမမြင်ရချေ။ကောင်မလေးခန်းထဲအောင်ပြီးဘာလုပ်နေတာပါလဲ။ခုမခင်ရွှေကတွေးပြီး သူ့ခန်းသို့ပြန်ရောက်မှဒေါငွေကလည်းဈေးကပြန်ရောက်လာသည်မခင်ရွှေသည်ဒေါငွေလက်ထဲကဈေးချင်းကိုကုညီဆွဲကမိဖို့ဆောင်သို့ပို့ပေးသည်ချက်ပြုတ်ရမှလုံကင်ပေးသင့်သည်များကိုကုညီလုံကင်ပေးပြီးရေချိုးရန်ရေရင်းရှိရာသို့ဆင်းလာခဲ့သည်မေဆန်းမြိုင်၌တွေ့ဆုံရသည့်အကြောင်းကိုမူမခင်ရွှေသည်ဒေါငွေအား၄တန်းပင်မဟာပဲနှုတ်ပိတ်တိတ်ဆိတ်နေလိုက်သည်ခန်းလေး စိမ့်စုညိုမိုင်းသော တပင်းကြီးများဖြင့်အေဂျန်သားရာဆိုင်ငင်စွာသောခြံကြီးကိုမခင်ရွှေသည်များစွာနှိမ့်ချိုက်ကြည့်လို့မိသည်ထို့ကြောင့်အเจ้าဆရာကြီးကမြို့ထဲမှာအိမ်ရှာမိပြောသည်ကိုပင်မရှာပါနဲ့ဤအိမ်မှာနေထိုင်၏အဆင်ပြေသည်ဟုပြောသောအခါမြည်သူများငှားမနေခြင်းသောဤလူအိမ်မျိုးမှာမခင်ရွှေမြဲနေသည်ကိုတန်တော်ဖြစ်နေကြသည်ဥဖေဆိုင်နှင့်ဒေါ်ငွေသည် မခင်ရွှေ၏ခင်မင်းနှင့်လူဖွဲ့ကောင်းသောဆက်ဆံ၏အိမ်လုံးကိုအလိုက်သည်စွာကူညီလုပ်ကင်ပေးမှု မင်းဆိုင်နိုင်နဲ့ပတ်သက်ပြီးမြည်သည့်ပြဿနာများမပေါ်ဘဲအေးချမ်းနေခြင်းတဲခုကထမင်းစားကားတွေမှာကျင်းနှံ့အောင်ပေးနေသည်တို့ကြောင့်မခင်ရွှေကိုများစွာခင်မင်းနေကြသည်အိမ်ဆောင်ပြီးမင်းဆိုင်မြိုင်ကိုထိမ့်သိမ့်ပေါ်ရနေသဖြင့်လဲဇနီးမောင်နှံနှစ်ယောက်သည်သူတို့သွားလိုသည့်နေရာကို စိတ်ချလက်ချသွားနေသည့်ပြင်တခါတည်းရန်တနေကုန်ပင်သွားနေတတ်ကြသည်ဤချံတို့မခင်ရွှေရောက်လာနေတိုင်းဒီမှာ9လကျော်6လတဲ့ကိုပင်ချင်းင်းဝင်ရောက်နေလိမ့်မည် ဤကာလအတော်တွင်မှာဥပေဆိုင်နှင့်ဒေါ်ငွေတိတိအခါတိုင်းမေဆန်းမြိုင်သည်ဥကောင်းငိုင်းဆိုင်ချ၍တော်၎င်းမျက်နှာကိုလဝါဖြင့်အုပ်၍တော်၎င်းမခင်ရွှေနာသို့မရောမလဲကတ်လာတတ်သည်မေဆန်းမြိုင်ပိန်ချုံနေသည့်အကြောင်းကိုစိတ်ဆင်းရဲမှုလည်းပါပေမည်မခင်ရွှေမျက်နှာအကြောင်းကမူမခင်ရွှေမျက်မြင်အကြောင်းကမူသမင်းဟင်းကိုဝါလင်အောင်မကြွေးဘဲမတည်ယုံသာကြွေးနေသည်ကိုတွေ့နေရသည်တခါတည်းရန် ။နေကူးကြံနေသည့်အနံမကောင်းတော်သောတိုးနေသောထမင်းဟင်းကိုကျွေးသည့်အခါကျွေးသည်ကိုကြောင်ပွေ၍အိမ်မှာမခင်ရွှေရှိနေ၌ကြုံကြိုက်သည့်အခါတိလိုက်ရသည်။ထမင်းကျွေးသည်မှာအခန်းပြင်ဘက်သို့ခေါ်ကျွေးခြင်းမဟုတ်။ခွေးစာကျွေးသလိုတမကန်တစ်ချက်ထဲမှာထည့်ကျင်သည့်ထမင်းကိုထည့်ပြီးအခန်းထဲသို့ပို့လိုက်သည်။စားလို့စားမစားလို့နေ။ဝါကျင်ဝမဝကျင်နေ။ဖျားစုလို့တော်ဝင်ကြုံသာကျွေးနေကြောင်းမခင်ရွှေကောင်းကောင်းတည်လာရသည် အပြင်ဘက်ခေါ်ကြွေးလို့မရဘူးဆရာမသူကယောက်ျားလူချင်းနေတာသူမျက်နှာကို လူမြင်ခံနေတာမဟုတ်ဘူးဟူသောစကားကိုဒေါငွေကပြောသည် ကျုပ်တို့မှာဒီသမီးတယောက်ကြောင့်စိတ်မချမ်းသာရဘူးဆရာမအစားကတော့တတ်နိုင်သမျှကယူဆိုင်ယူရခဲ့ပါတယ်ဆရာခေါ်ကူးခဲ့ပါတယ်သူ့ယူပုံကတမျိုးဖြစ်နေတော့ကြားတော့လေစားဖို့တောက်ဖို့ရှာရတာကတမျိုး သူ့အတွက်ဒုက္ခရောက်ရတာတမျိုးဆိုတော့မယူရနိုင်ဂယူမဆိုင်နိုင်တော့ဘူးလေကံတရားပိုင်းလိုပဲ သဘောထားရတော့တဲ့ဆရာမကြီးဟုဇနီးတဲ့နှင်းအတိုင်းပေါင်းကြီးစွာဥဖေဆိုင်ကပြောသည်မခေရွှေသည်သူတို့မိသားစုရေးမှဝင်ရောက်ဆွဲဖွဲ့ပြောဆိုစီမံပိုင်ခွင့်မရှိသည့်အတွက်ဥဖေဆိုင်နှင်းတော်ငွေကပြောသည်ကိုကန့်ကွက်ခြင်းထောက်ခံခြင်းအကြံဉာဏ်ပေးခြင်းစီမံခြင်းမပြုဘဲသူနှင့်မိသူများမဆိုင်သူဖြစ်ဥဖေဆိုင်နှင်းတော်ငွေရှိမှဟန်ကောင်းကောင်းဖြစ်နေလိုက်သည်ဆွေမဲမျိုးမဲ့ တရက်တရွာကဝိုင်းရင်ကြောင့်ရောက်လာရသောမခင်ရွှေသည်မြည်သူအမုန်းကူမျှမခံလို့ချေထိုကြောင့်ပင်ဥပေဆိုင်နှင့်တော်ငွေသည်မေဆန်းမြိုင်နှင့်ပတ်သက်ပြီးမခင်ရွှေကမြည်သူများကယူဆိုင်ခြင်းစိတ်ဝင်စားခြင်းမရှိဟုခိုင်လုံစွာယူဆနေကြသည်သို့သောမခင်ရွှေသည်မြို့ထဲသို့သွားသည့်ခါတိုင်းဈေးဘက်ကိုရောက်သည့်ခါတိုင်းတာရှိခံမုံမျိုးဖြစ်သောဘီစကစ်မုံကျွတ်ပဲလော်ကိမ့်မုံ၆စသည်များကို လုံလောက်အောင်ဝေလာခဲ့ပြီး သူအခန်းထဲမှာပြည့်စုံမတက်အောင်မှုမတက်အောင်တန်းပြန့်လုံးချုံစွာတင်ထားသည်။ဥပေဆိုင်နှင့်ဒေါ်ငွေလေးတိခါတိုင်းမှာသူနာကိုမရောမလဲရောက်လာတတ်သောမေဆန်းမြိုင်ကိုဝါအောင်ကျွေးသည်။ကျင်နာယူရစွာမေးမြန်းပြောဆိုသည်။မေဆန်းမြိုင်ကိုကြည့်ရသည်မှာမိမကောင်းဟုအထင်ရှိလင်သူမှရှိနေသောပြားတိုင်းဖြင့်အပြားတိုင်းကြည့်သည်။သူဆောင်ထားသည့်ဆေးတွေထဲမှတင်းလျော်သောဆေးကိုဂယူးဆိုင်တိုက်သည်။မေဆန်းမြိုင်နေသည့်ခန်းကိုတနိုင်သမျှရှင်းလင်းတန့်စင်ပေးသည်။ ေဆန်းမြိုင်ဝိသည့်အဝိကိုဖာတေးချုံလိုပေးသည်သူမှရှိသည့်အဝိကိုပေးလိုတော်လဲဥပိဆိုင်လေးတော်ငွေကတမျိုးတမီထင်းလင်းတန်နေအဖြစ်လဲသူသည့်လိုသည့်မေဆန်းမြိုင်နှင့်ပတ်သက်သည့်အကြောင်းအရာတွေကိုစုံစမ်းရခက်နေမည်ဆိုသောကြောင့်ပေးခဲ့ချေသူနှင့်ပင်အချိန်ကာလ6လတိုင်းကြာလာခဲ့သည်မေဆန်းမြိုင်သည် မခင်ရွှေကျွေးသည့်အစာကိုတည်သက်စွာစားတော်သည်မခင်ရွှေပြုစုယူရသည်ကိုငြိမ်ဝှက်စွာခံယူသည်မခင်ရွှေတိုက်သည့်ဆေးကိုမငင်းမဆန်တော်သည် သို့သောမျက်နာကိုမူငုံမြဲတိုင်းအုပ်ထားမြဲတိုင်းဥပေဆိုင်နှင့်တော်ငွေလက်မှသူတို့နှစ်ယောက်ယင်းဤကျင်နာစွာချစ်ခင်စွာဆက်ဆံနေကြသည်ကိုဥပေဆိုင်နှင့်တော်ငွေလုံးဝမယိမ့်မိကြချေ၆လများကြာသောကာလတွင်မှမခင်ရွှေသည် သူနှင့်မေဆန်းမြိုင်တို့အဆက်အသွယ်ရှိနေကြသည်ကိုလေတံပင်မဟာပဲထားသောအခါမေဆန်းမြိုင်သည်ဥပေဆိုင်နှင့်တော်ငွေ တို့မရှိသည့်အချိန်မခင်ရွှေပါသူရောက်လာလျှင်ယခင်ကလိုမျက်နှာကိုငုံထားခြင်းလက်ဖြင့် ခုံလွှမ်းကွယ်ဝှဲထားခြင်းမပြုတော့ဘဲမျက်နှာကိုခတ်လွှဲလွှဲသာထားနေသည်ညီမလေးရဲ့မမစီတနာကိုတိလောက်ပါပြီမမကိုမကွယ်ဝှက်ပါနဲ့နော်အမှန်တိုင်းပြောစမ်းပါညီမလေးညီမလေးစိတ်နှောင့်နေတာမဟုတ်ပါဘူးအเจ้าရတခုခုရှိလို့ဘေးကင်းအောင်ညီမလေးဟန်ဆောင်နေတာမဟုတ်လားဥပ္ပေဆိုင်နဲ့ဒေါ်ငွေလေးမှာမခင်ရွှေကစေတနာကောင်းကောင်းဖြင့်ကျွေးမွေးသည့်အတွက်ငန်းငန်းမိုးမိုးနေခဲ့ရ၍ပိန်ချုံနေသောမင်းဆန်းမြန်ဤ ပြည်ဖြိုးလာတော့မျက်နာလေးကို၎င်းအသားရည်ပြေးဝလာတော့ကိုတော့လေးကို၎င်းမခေရွှေကနှိမ့်သိမ့်စွာကြည့်ပြီးတောင်းတမ်းတောင်းတောင်းပန်ပန်ပြောလိုက်သည်ထိုချိန်မှာဥဖေဆိုင်နှင့်ဒေါ်ငွေတို့ကအိမ်မှာမရှိကြချေဆီယမကြီးမနေ့ပြန်စနေနေ့ပဲဆီယမတို့ကြောင်းပိတ်တာနဲ့အတော်ပဲဟိုဘေးရွာကမိတ်ဆွေတူကအလှဖိတ်ထားတယ်လေညာအိတ်လာပါဆိုလို့ကျုပ်တို့သွားမယ်နော်အယူမနဲ့ဆီယမနေလို့ဖြစ်နေပြီပဲနေနာလေးမနေ့မှပြန်လာခဲ့မယ်ဟူသော ကြောင်ကြမဲ့တာဝန်မဲ့စကားကိုပြောကအိမ်မခွာနေကြသည့်အချိန်ဖြစ်သည်။မခင်ရွှေကထိုနေ့ဖို့ထမင်းကောင်းစွာချက်ကမိစမ်းမြိုင်ကိုကျင်းနာစွာကိုယ်တိုင်ခုခတ်ထဲကျွေးပြီးမိစမ်းမြိုင်ထမင်းစားပြီးသည့်အခါမှာတောင်းမှန်မင်းမြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။မိစမ်းမြိုင်သည်ဤမြလောက်အချိန်ကာလအတွင်းမှာမခင်ရွှေ၏ကျွေးမွေးခြင်းယူရပြုစုခြင်းတို့ကိုမငင်းမဆန်းခံယူခဲ့တော်လဲမခင်ရွှေကိုစကားတခုံးမျှပြန်မပြောဘူးသည်။ ယခုမခေရွေကတောင်းပန်သောအခါမေဆန်းမြိုင်သည်သူလုံးနေကြအမူအရာဖြစ်သောမျက်နာကိုခက်လွဲလွဲထားသည်ကိုမြင်လိုက်သည် မခေရွေဘက်ကိုတက်တက်လှည့်ကြည့်လိုက်သည်မခေရွေကသူ့ဘက်ကိုဖုံလွှမ်းကွယ်ကွယ်လွှဲဝဲလွှဲဖယ်ခြင်းမရှိဘဲရင်ဆိုင်လိုက်သောမေဆန်းမြိုင်၏မျက်လုံးသည်ယုဒုတို့မျက်လုံးမျိုးမဟုတ်ပဲပဂရိမျက်လုံးကြည်လင်ဒီငိမ့်သည့်မျက်လုံးဖြစ်ကြောင်းကို မခင်ရွှေတွေးလိုက်ရသောအခါသူကြိုတင် တွေးထားခြင်းမှန်ကန်ကြောင်းသိလိုက်ရသည် သူတွေ့ထင်ချက်မှန်ကန်သောကြောင့်မခင်ရွှေဝမ်းသာလှပါသည်မေဇမ်းမြိုင်ဤတည်ငြိမ်သည့်မျိုးလုံးကိုမြင်ရခြင်းဖြင့်ဥပေဆိုင်နှင့်တော်ငွေပြောခဲ့သလိုမေဇမ်းမြိုင်သည်ယောက်ျားလူချင်းလုံးသောကြောင့်စေဆန္ဒအာကြည့်ပြီးယူခြင်းဖြစ်သည်ဆိုသည်မှာမြည်သူများမဟုတ်နိုင်ကြ။ယခင်ကနေသွားခဲ့ဘူးသည့်လူနှစ်ယောက်ကိုအာကိုပြသည်ဆိုသည်မှာအပူတော်ကအကြောင်းရှိသောကြောင့်သာအကူညီရလိုရာညာတောင်းခံခဲ့ရတူသည်ဟုစဉ်းစားခဲ့ဘူးသည်မှာမှန်လိမ့်မည်ဖြစ်ကြောင်းတွေးလိုက်သည်။ ဝမ်းသာလိုက်တာညီမလေးရဲ့ညီမလေးမျက်နှာနဲ့မျက်လုံးကိုမမြင်ရခင်ကပဲညီမလေးမှာစိတ်ဆင်းရဲစရာအကျဉ်းချက်တစ်ခုခုရှိနေလို့သာဘေးကင်းရန်ငင်းဖြစ်အောင်ယူဟန်ဆောင်နေတာလို့မမကတွေးခဲ့မှုပါတယ်ဟုတ်တယ်နော်ညီမလေးမခင်ရွှေကကျင်းနာစွာပြောတော့ခါမေးစမ်းမြိုင်သည်သူ့ကိုဖက်ထားသောမခင်ရွှေကိုပြန်ဖက်ပြီးဝမ်းနဲ့ဘူးဆွေးနေသူသည်အာပေနှိမ့်သိမ့်သူပေါ်လာတော့ခါမျက်ရည်မစင်နိုင်ဖြစ်ရသည့်ဤသူမေးစမ်းမြိုင်သည်မျက်ရည်မစင်နိုင်အောင်ဖြစ်နေရှာသည် တိတ်ပါညီမလေးရဲ့မမတက်နိုင်သလောက်အစွမ်းကုန်ကူညီပါမယ်သူတို့နှစ်ယောက်ပြန်မရောက်ခင်မှာညီမလေးအတွက်ကိစ္စပြည်ရန်တွေ့ပြီးသွားပါစေပြောစရာရှိတာကိုသာပြောပါညီမလေးအတွက်မမနှုတ်လို့မယ်တစ္ဆာရှိမယ်ဆိုတာယုံပါမခင်ရွှေကမေဆန်းမြန်ဤမျက်ရည်တွေကိုတုံ့ပြန်ရင်ပြောသည် မေဆန်းမြန်သည်အတန်မထွက်ဘဲရှိုက်နေရမှအရှိုက်ရဆိုင်သွားအောင်စောင့်နေဟန်ဖြင့်အတန်ကြာနေနေသည်ထို့နောက်သူ့နှုတ်ခမ်းကိုလက်ဖြင့်ဖိကပ်ပြခါ ဥကောင်းခါပြသည်ခါပြလိုက်သည့်ဥကောင်းနှင့်သူဖြန်ဖြန်ကြားနေသည့်မျက်ရည်တွေက လေတိုက်လိုက်သည့်မိုးပေါင်းများလွင့်စင်သွားသည် မခင်ရွှေမျက်လုံးဆိုင်သွားသည်ညီမလေးစကားမပြောနိုင်ဘူးလားဟုထိတ်လန့်စွာ မေးလိုက်သည်မိစမ်းမြန်ကဥကောင်းငြိမ်ပြသည်ထို့နောက်သူစာရေးတဲ့အကြောင်းလက်ဟန်ဖြင့်ပြသည့်အတွက်ဖြစ်မှဖြစ်ရလေနော်ဟုမခင်ရွှေသည်ညင်ညူလိုက်ရာတွင် သူကိုယ်တိုင်ပင်ငိုတမ်းပါသွားမိသည်ဥဖေဆိုင်နှင့်တော်ငွေက ရောက်လာသည့်ယောက်ျားနှစ်ယောက်ကိုအာကိုပြားစီပြောသည့်အတွက်ယောက်ျားနှစ်ယောက်လုံးထွက်ပြေးကြောင်းပြောခဲ့သည်ယခုမေဆန်းမြိုင်က သူစကားမပြောတတ်သည့်ဆွမ်းအနေသူဖြစ်ကြောင်းနားလည်နေသည်မေဆန်းမြိုင်နှင့်ပတ်သက်သောအကြောင်းတွေသည်တင်းနှုတ်သည့်အကြောင်းတွေမဟုတ်ကြောင်းမခင်ရွှေစဉ်းစားလိုက်မိသည် ထို့ကြောင့်ဒီနေ့စနေနေ့ညီမလေးညီမလေးရဲ့အဖေနဲ့အမေကိုညာအိတ်ထွက်သွားကြတာတင်းလာနေမနဲ့မှပြန်လာခဲ့မယ်လို့ပြောသွားကြတယ်ညီမလေးလွတ်လွတ်လပ်လပ်အချိန်တွေရပါတယ် နှုတ်ကစကားမပြောနိုင်ရင်စာနဲ့ရေးပြောနိုင်မလားနေဦးညီမလေးမမစာရွက်နဲ့ခဲတံသွားယူအောင်မယ်ဟူပြောက သူနေသည့်အခန်းသို့နှင်းမြန်စွာလာခဲ့သည်ဗလာစာအုပ်တို့အုံးနှင့်ခြုံထားပြီးသားခဲတံတစ်ချောင်းကိုယူလာကားမင်းဆန်းမြိုင်လက်ထဲသို့ထည့်လိုက်သည်ညီမလေးရေးချင်တာတွေကိုစုံစုံလင်လင်ရေးတော့အကြောင်းလုံးကိုရေးလျောင်သိရမှမမကူညီတဲ့နေရာမှာအဆင်ပြေလွယ်ကူမှာဟုမခင်ရွှေကပြောတော့ခါမင်းဆန်းမြိုင်ဒီဥကောင်းကိုငိမ့်ပြရှာသည် ဘခင်ရွှေကမင်းဆန်းမြိုင်ကို သူစာရေးသည့်ခုံကလေးကိုရွှေ့ပေးခဲ့သည်လွတ်လပ်စွာရေးကျင်ရာရေးနိုင်အောင်မင်းဆန်းမြိုင်နားမှထွက်လာခဲ့ပြီးကြောင်နှင့်ပတ်သက်သောအလုပ်တွေကိုလုပ်နေလိုက်သည်အလုံးပြီး၍ကြီးလိုက်သောအခါမင်းဆန်းမြိုင်သည်ရင်းနေစဲပင်တွေ့ရသောကြောင့်အနောက်ရှက်မပေးဘဲမိဘဆောင်သူသွားကနှစ်ယောက်စာထမင်းဟင်းကိုချက်ပြုတ်သည်မင်းဆန်းမြိုင်အတွက်ကောင်းလို့ရာရာဖို့ဖို့ရာရာဟင်းလေးတွေကိုစီမံချက်ပြုတ်နေလိုက်သည် ညနေစာထမင်းစားခြင်းရောက်တော့ခါမှလည်းမင်းဆက်မြိုင်သည်စာရင်း၍မပြီးသေးချေပေးထားသည့်ခင်းနဲ့တုံးနေသည်ကိုတွေ့ရသောအခါမခင်ရွှေကသူယူပြီးတော့ခြုံပေးလိုက်သည်နောက်ထပ်ခဲတံအပူတစ်ချောင်းကိုပါအစင်းသေးဖြစ်အောင်ခြုံပြီးပေးထားလိုက်သည်ကဲညီမလေးထမင်းစားကြရအောင်အချိန်လွန်သွားရင်မကောင်းဘူးထမင်းစားပြီးမှဆက်ရင်းတော့ဟုတ်ပြောသောအခါမင်းဆက်မြိုင်သည် မခင်ရွှေကိုကျေးဇူးတင်စွာ မော့ကြည့်ပြီးမငင်းမဆန်းထလိုက်လာသည် မြင်စားပြီးတော့ခါမင်းဆန်းမြိုင်ကိုဘာမှမလုပ်စေပဲစာဆက်ရေးခိုင်းလိုက်ပြီးမခင်ရွှေကလောက်ကင်သိန်းစည်းစရာတွေကိုတွက်လက်ဖြက်လက်စွာလောက်ကင်နေလိုက်သည်မိဘကြောင့်ကိစ္စပြီးတော့ခါဝင်းတကားအိမ်တကားတွေကိုမခင်ရွှေကတေချာစွာဂူဆိုင်ပေးလိုက်ပြီးဖျားကန်းသူလာခဲ့သည်ဤရင်တို့မခင်ရွှေရောက်လာသည့်ချိန်ကဥပေဆိုင်နှင့်ဒေါ်ငွေတို့သည်မြည်မြှောက်ဖျားတရားတန်ခါယရနာသုံးပါးကိုကြီးညိုလိုက်ပါသည် ဆိုတော့ဖျားကန်းလေးတစ်ခုလုံးဒီခြေချရမ်းမင်မဝင်ရအောင်အမိုက်တွေဖုံတွေတင်းကျပ်နေသည်ဖျားဆောင်ထက်ဝဲဖျားဆင်းလူတော်နှင့်ဖျားပုံတော်ပကြီကားမဝေးပကြီကားဝေး၍ဖျားပန်းမင်မရှိ တုံလုံးလေးနေသော မြင်းညောင်ရိုးတလုံးကိုသာတွေ့ရသည် မခင်ရွှေရောက်လာပြီးမှမခင်ရွှေသည်ဖျားကန်းကိုအထုကူယူဆိုင်ပြီးရှင်းလင်းတုံတင်သည်တန်ရှင်းစင်ကြယ်အောင် ပြုပြင်သည်ဖျားပုံတော်ပကြီကားတစ်ချက်ကိုမှန်မောင်းသွင်းပြီးတယုတ်တေချိတ်ဆွဲထားသည် ဖန်ချောင်ရိုးသုံးလုံးဝဲကဖျားပန်းမညှိုးစေရန်အထူးမြူဆိုင်သည်ညစဉ်ဖျောင်းနိုင်ထုံညှိပူဇော်သည်ထို့ကြောင့်ဖျားဆောင်လေးသည်တတ်တည့်ရဲရဲနှင့်ကြီးညိုစပွဲဖြစ်လာခဲ့သည်ဥဖေဆိုင်နှင့်ဒေါ်ငွေတို့သည်မခင်ရွှေသတိထားမိသလောက်ဆိုလျှင်ဖျားရှိခိုးကြော့သည်ကိုတစ်ချိန်မျှမတွေ့ခဲ့ရဘူးကြီးဗုဒ္ဓဘာသာဝင်တွေမှဟုတ်ပါမည်လားဟုပင်မခင်ရွှေတွေးလိုက်မိသေးသည်ယခုဥပေဆိုင်နှင့်တော်ငွေတို့မရှိခိုင်းမှာမိစမ်းမြိုင်စာရင်းနေသည်ကိုအနှောက်ရှက်လဲ ကင်းစေလိုသောစောစောလေးဖျားရှိခိုးထားပြီးလင်းမိစမ်းမြိုင်စာရေးသည့်ခါအေးအေးဆေးဆေးစာဖတ်နိုင်စကားပြောနိုင်သည်ဟူသောစီရင်ချက်ဖြင့်မခင်ရွှေဖျားဆောင်တို့လာကာခါတိုင်းထက်အချင်းကြကြာယူပြီးဖျားရှိခိုးပဒီစိန်နေလိုက်သည်မခင်ရွှေဖျားဆောင်လည်းကပြန်ထွက်လာသောအခါတွင်မူမိစမ်းမြိုင်သည်သူရေးထားပြီးသည့်စာအုပ်လေးကိုအနားမှချကာဖျားဆောင်တွင်ဒူးတုံထိုင်ကဖျားရှိခိုးနေသည်ကို တွေ့ရသည် မေဆန်းမြိုင်ကဖះကိုကြော့ပြီးသောအခါသူရေးထားသည့်စာအုပ်ကလေးကိုမခင်ရွှေလက်ထဲသို့ယူသေးစွာလှမ်းပေးသည်မခင်ရွှေကစာအုပ်ကလေးကိုလှမ်းယူသည်အချိန်ကြာရှည်စွာ စာထိုင်ရင်းနေသည့်အတွက်မေဆန်းမြိုင်ပင်မညောင်းညာနေမိကိုတွေးမိသည်ထို့ကြောင့်မေဆန်းမြိုင်အနားယူအိပ်ဆက်သွားသည့်အခါမှစာရီကိုအေးဆေးစွာဖတ်တော်မူနောက်တနေ့သည်ចောင်းပိတ်ចောင်းလဲပိတ်သည်ဥဖေဆိုင်တို့လည်းပြန်လာမည်မဟုတ်သေးသောကြောင့် ်မင်းဆန်းမြိုင်၏စကားပြောရန်အချိန်များစွာရသည်သည်ဟုတွေးမိလိုက်သည်ထို့ကြောင့်မင်းဆန်းမြိုင်တို့မနေ့ကဝယ်ထားသည့်နွားနို့နွားနို့ကြိုပြီးသားလေးကိုတကြားဖြင့်ပြောကားယော့ညီမလေးတောက်ပြီးစိတ်အေးအေးထားအိတ်လိုက်အောင်နော်ဒီနေ့ညီမလေးစာရီရင်းနေရလို့ညောင်းညာပြီးပင်ပန်းနေတယ်နောက်တနေ့မှဒူးညီမနှစ်ယောက်စကားဆက်ကြတာပေါ့ဟုတ်တရားညင်ပြောင်းစွာပြောသောအခါမင်းဆန်းမြိုင်သည်မငင်းမဆန်းဥကောင်းကိုငိမ့်ပြရှာသည်မခင်ရွှေကမင်းဆန်းမြိုင်ကို နွားနို့တိုက်လိုက်ပြီး သူအိမ်ရာထဲရောက်အောင်လိုက်ပို့လိုက်သည်ကလေးငယ်တယောက်ကိုမိခင်ကတိတ်တလို့ယူဆိုင်ကျင်နာစွာစောင့်သိပြီးမှသူနေသည့်ခန်းသို့ပြန်လာခဲ့သည်ဤအိမ်မှာလျှက်စင်မီမရှိချေရေနံစီမှန်ကိုသာထွန်းသည်မေဆက်မြန်ခန်းမှာမိသည့်ခါမျှမီးရောင်မတွေ့ခဲ့သောကြောင့်မခင်ရွှေကတီးသည့်အတွက်ဥပ္ပေဆိုင်နှင့်ဒေါ်ငွေတို့မရှိသည့်ဤချိန်မှာ မခင်ရွှေကမေဆက်မြန်ခန်းမှာမှန်လေးကိုလင်းလင်းထွန်းပေးလိုက်သည် ကျင်းဝင်းသောအိမ်ဝကြီးတွင် ုရားဆောင်မှာမခင်ရွှေထူးညင်ပူဇော်ထားသောဖုရားမီးရောင်မခင်ရွှေခန်းကမှန်အိမ်မီးရောင်နှင့်မေးဆန်းမြိုင်ခန်းကမှန်အိမ်မီးရောင်သာရှိပြီးအခြားသောနေရာတွေမှာမှောင်နေသည်ကျင်းဝန်းသောခြံကြီးမှာလည်းကြီးမားသောတစ်ပင်ရင်များကြောင့်မှောင်မဲနေသည်သို့သောအိမ်ငကားတွေမှာခိုင်လုံလုံကြုံသည့်အတွက်တတိကောင်းရင်းစွာရှိသော မခင်ရွှေသည်ကြောက်စိတ်မရှိကြအိမ်ငကားများကိုတိချစွာ ပိတ်ပြီးသောအခါမခင်ရွှေသည် အိယာကောင်းရင်ပဲဤခုံပူလေးပေါ်မှာရှိနေသည့်မှန်အင်ကိုမိစာမြင်လာ၏မှန်အင်လေးယောင်ကပူလင်းလာသည်မခင်ရွှေကအိယာပေါ်မှာတတောင်တတလဲလျောင်းပြီးမှမှန်အင်လေးယောင်ဖြင့်မေးစမ်းမြန်ရေးထားသည့်စာတွေကို ဖြည်းဖြည်းအေးအေးဖတ်လိုက်သည်ဟုတ်ကဲ့ပါရှင်အပိုင်းနှစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ်နော်ကျမတို့နောက်ထပ်အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါမယ်နောက်ဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်